UNG တော်ရရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်မတ်လ10ရက်နေ့မနက်ခင်းမှာတင်ပြပေးမယ့် Radio UNG စည်ရေးသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးစည်ရေးသတင်းအနေဖြင့်တောင်ဦးခရိုင်အတွင်းကရန်ကုန်မန္တလေးကားလန်အနီးအကြမ်းဖက်စစ်တပ်ရဲ့ကင်းစခန်းကိုဝင်ရောက်တိုက်ခတ်ရာစစ်တပ်ဘက်က9ဦးသေဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ် မတ်လ9ရက်နေ့မနက်4:30မိနစ်တွင်တောင်ဦးခရိုင်ကျွဲပွဲမြို့နယ်ညောင်ချတောင်းမြို့ကြားမှရှိတဲ့ရန်ကုန်မန္တလေးကားလမ်းအနီးကြောက်တိုင်ကျေးရွာကအကြမ်းဖက်စစ်တပ်စခန်းကို PDF ပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသတင်းရရှိပါရသည်။အဆိုပါတိုက်ခိုက်မှုအတွင်အကြမ်းဖက်စစ်တပ်က9ဦးသေပြီး MA1 နှစ်လက်ကြီး၄ပေါက် G3 နှစ်လက်ကြီး၄ပေါက် MA11 နှစ်လက်ကြီပေါက်၄ပေါက် G3 G200 နဲ့5.56 G200 တင်ဆက်ရမိခဲ့တယ်လို့သိရပါဗျ တိုက်ပွဲအတွင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တအူနိုင်ငံအတွက်အသက်ပေးလူကြဆုံးခဲ့ရပြီးအဆိုပါတိုက်ခိုက်မှုကိုပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်စင်ရေးနယ်မြေနှင့်ဗျူဟာ23တပ်ရင်း3500နှင့်အောက်တွင်းပကဖတိုက်ခိုက်ရေးတပ်ဖွဲ့တို့ပူးပေါင်းဖော်ဆောင်ခဲ့တာလို့သိရပါတယ်ခင်ဗျာဒုတိယစစ်ရေးသတင်းနေဖြင့်ကမ်ဘလူနှင့်ရေစကြိုမှာစစ်ကောင်စီစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာစစ်သား5ဦးသေဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ် စကိုင်းတိုင်းကံဘလူမြို့နယ်မှာစစ်ကောင်စီရဲ့ထောက်ပို့စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရာတအူးသေးဆုံးပြီးလက်နက်လေးလက်သိန်းဆဲရရှိခဲ့တယ်လို့ KBL ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းသုံးထံကသိရပါဗျ။မရှလာကိုရဲ့နေ့မနက်9နာရီခန့်မှာစပယ်နသာရွာအနောက်ဘက်ကနှမိုင်ပေါက်တွင်စစ်ကောင်စီထောက်ပို့စစ်ကြောင်းကို KBL ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ကြောင်း၃နဲ့တရင်၃တို့မှကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ် တိုက်ပွဲအတွင်းစစ်ကောင်စီစစ်ကြောင်းမှပြူစောတီတူဦးတည်ဆုံပြီးလက်နက်လေးလက်သိမ်းဆည်းရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။အလားတူမကွေးတိုင်းရေစကြိုမြို့နယ်နဲ့သခိုင်းတိုင်းမြောင်မြို့နယ်အဆက်ကိုစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ကိုတိုက်ခိုက်ခဲ့တယ်လို့မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ထံကသိရပါတယ်။ မလ9ရက်နေ့ကရေစကြိုမြို့နယ်ဇယက်နီရွာကိုမီးရှို့ဖျက်ဆီးခဲ့တဲ့အဆိုပါစစ်ကောင်စီစစ်ကြောင်းနှင့်တော်လိုင်းတပ်ဖွဲ့များတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီးစစ်ကောင်စီတပ်သား၄ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဘက်က drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပေမဲ့တော်လိုင်းရဲဘော်များအထိကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်ခင်ဗျာ။ဆလဘီစစ်ကောင်စီစစ်ဆေးရေးဂိတ်နှစ်ခုကိုအလင်းငိုက်တိုက်ခိုက်ခဲ့ရာစစ်သား၅ဦးသေဆုံးတဲ့သတင်းကိုတင်ပြပေးပါမယ်။ တနင်္သာရီတိုင်းဒဝယ်မြို့နယ်နဲ့ရေပြူမြို့နယ်မှာစစ်ကောင်စီစစ်ဆေးရေးဂိတ်နှစ်ခုကိုအလင်းငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား5ဦးသေဆုံးခဲ့တယ်လို့ဒုရကစစ်ကြောင်းကထုတ်ပြန်ထားပါတယ်။မတ်လ9ရက်နေ့လယ်12နာရီအချိန်မှာဒဝယ်မြို့နယ်မောင်မဲရှောင်းကျေးရွာကဟာလီခွေစစ်ဆေးရေးဂိတ်ကိုအလင်းငိုက်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာမိနစ်20ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်သား2ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ ထို့အပြင်ညနေ၄နာရီဝန်းကျင်ခန့်မှာရေဖြူမြို့အဝင်တရားထိပ်ရှိစစ်စေးရိတ်ကိတ်ကစစ်ကောင်စီတပ်သားများကိုလည်းအလင်းငိုက်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ၁၀မိနစ်ခန့်တိုက်ပွဲဖြစ်ပွားခဲ့ပြီးစစ်ကောင်စီတပ်သား၄ဦးသေဆုံးခဲ့တယ်လို့ဖော်ပြထားပါတယ်။အဆိုပါတိုက်ခိုက်မှုကိုဒဝဲမျိုးသားလွတ်မြောက်ရေးတပ်တော် DNLA ဒုရကစစ်ကြောင်းနှင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPPDF တို့ပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးအထူးကိမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးရေးမျိုးနယ်ကနယ်ဒိတအူးကိုရေးဘလူးတက်ဖွဲ့ပြစ်ခတ်ရှင်းလင်းတဲ့သတင်းကိုတင်ပြပေးပါမယ်။မွန်ပြည်နယ်ရေးမျိုးနယ်အောင်သူခနယ်ဒိတအူးကိုအောင်သူခရက်ကွက်ကရက်ဆိုင်တစ်ခုမှာပြစ်ခတ်ရှင်းလင်းခဲ့တယ်လို့ရေးဘလူးအဖွဲ့ကထုတ်ပြန်ထားပါတယ်။မတ်လ9ရက်နေ့ညနေ6နာရီအချိန်မှာရေးမျိုးမရဲစခန်းကနယ်ထိန်မျိုးသူဆိုသူကိုရေးဘလူးအဖွဲ့ကအနီးကပ်ဝင်ရောက်ပြစ်ခတ်ခဲ့တာဖြစ်ပြီးနေရာမှာပဲတည်ဆုံသွားတယ်လို့သိရပါတယ်။ နေရင်းမျိုးသူဟာပြည်သူတွေကိုမတရားစစ်မှုထမ်းခိုင်းတာငွေကြေးတောင်းခံတာတွေကြောင့်ပြစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ကြောင်းကိုရေးဘလူးတပ်ဖွဲ့ခေါင်းဆောင်ကလူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။ထို့အပြင်မတ်လ9ရက်နေ့မနက်ပိုင်းမှာရေးမျိုးနယ်ခမရ434တပ်ရင်းမှထွက်လာတဲ့စစ်ကောင်စီတပ်သားများကိုရေးဘလူးအဖွဲ့ကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား9ဦးခန့်သေဆုံးပြီး15ဦးထပ်မံဒဏ်ရာရခဲ့တယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်သားများဟာတောင်စွန်းရွာထိပ်မှာစစ်ဆေးမှုပြုလုပ်ပြီးနောက် ရေဘလူးတပ်ဖွဲ့ကပိတ်ဆို့ထားတဲ့နေရာကိုဝင်ရောက်လာရာဝိုင်းဝန်းတိုက်ခိုက်ခဲ့ခြင်းကြောင့်အထိနာပြီးဝါးချောင်းအာရုတောင်ဘက်ကိုတက်ဆုတ်သွားခဲ့ရာညနေပိုင်းမှာရေဘလူးတပ်ဖွဲ့ကဝါးချောင်းအာရုတောင်အထိလိုက်လံပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းကြောင့်ထိခိုက်သေးဆုံးမှုများခဲ့တာလို့သိရပါပါတယ်ခင်ဗျာဆလဘီမိုးပြဲစစ်မြေပြင်တွင်စစ်ကောင်စီကကာမီကာဇီဒရုန်းများအုံပြုတ်တိုက်ခိုက်တဲ့သတင်းကိုတင်ပြပေးပါမယ်။ မတ်လ9ရက်နေ့တွင်ရှမ်းကရင်နီနယ်စပ်မိုးပြဲရှေတန်းစစ်မြေပြင်မှစစ်ကောင်စီကကာမီကာဇီအသေးကန်ဒရုန်းများပါအုံပြု၍တိုက်ခိုက်လာကြောင်း KPV သတင်းဌာနမှ ဖော်ပြထားပါသည်ထိုကာမီကာဇီဒရုန်းသည်မိုးပြဲမြို့တွင်းသို့ကျရောက်ပောက်ကွဲခဲ့ပြီးလူထိခိုက်ဒေဆုံးမှုမရှိဘူးလို့ဖော်ပြထားပါသည်စစ်ကောင်စီသည်မိုးပြဲမြို့ကိုပြန်လည်ထိန်းချုပ်နိုင်ရန် နေ့စဉ်နှီးပါစစ်ကြောင်းထိုးနေပြီးတော်လိုင်းတပ်ဖွဲ့များနှင့်ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိကာ စစ်ကောင်စီကလေကြောင်းလက်နက်ကြီးအပြင်ခမရ422တက်ကနေ short tight drone များဖြင့်မှပစ်ခတ်တိုက်ခိုက်နေကြောင်းရှေ့တန်းရဲဘော်တဦးကပြောဆိုထားပါတယ်ခင်ဗျာဆက်လက်ပြီးထီးချိုင်မြို့နယ်ကိုစစ်ကောင်စီကပေါင်900ဘုံများကျဲချတိုက်ခိုက်ခဲ့ရာပြည်သူတဦးဒဏ်ရာရတဲ့သတင်းကိုတင်ပြပေးပါမယ်စကိုင်းတိုင်းထီးကျိုင်းမြို့နယ်ကွင်းကြီးရွာအနီးကိုစစ်ကောင်စီတပ်ကပေါင်900ဘုံများကျဲချခဲ့ရာပြည်သူတို့ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေထံကသိရပါဗျ မတ်လ၈ရက်နေ့ညနေ9နာရီခန့်မှာစစ်ကောင်စီကကွင်းကြီးကျေးရွာအနီးကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲပေါင်900ဘုံနှလုံးကျဲချခဲ့တာလို့ဆိုပါတယ်။အဆိုပါဘုံသီးများဟာကွင်းကြီးရွာထိပ်ကကိုကိုပင်အနီးလမ်းစုံနဲ့ကွင်းကြီးနဲ့ပေါက်ကုန်းရွာကြားရှိစိုက်ပျိုးရေးစင်တာအနီးတို့မှာကြားရောက်ပေါက်ကွဲခဲ့ပြီးအရသားတအုပ်ဒဏ်ရာရခဲ့ကာကျွဲသုံးကောင်တည်ဆုံပြီးတက်စီဆိုင်တဆိုင်မီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ဘုံကျဲခံရတဲ့နေရာအနီးကကွင်းကြီးကျေးရွာဟာ အင်ဂျင်200ခန့်ရှိတဲ့ကျေးရွာတစ်ရွာဖြစ်ပြီးစစ်တပ်ကဘုံကျဲတိုက်ခိုက်မှုကြောင့်ဒေသခံပြည်သူအများစုနေရက်စွန့်ခွာထွက်ပြေးနေရတယ်လို့သိရပါတယ်ခင်ဗျာဆလဘီ PNO အသွင်ပြောင်းပြည်သူစစ်နဲ့ပတ်သက်ခြင်းမပြုဖို့ရေဘူးကျေးရွာကိုအင်းလေး PDF 3ပေးတဲ့သတင်းကိုတင်ပြပေးပါမယ်စစ်ကောင်စီလက်အောက်ခံပအိုးအသွင်ပြောင်းပြည်သူစစ်အဖွဲ့ PNO PNA ထဲမှာပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းမပြုဖို့ရေဘူးကျေးရွာကိုအင်းလေးပြည်သူကာကွယ်ရေးတပ် အမှတ်1900တက်ရင်ကသတိပေးထားပါတယ်ဖေဖော်ဝါရီလ18ရက်နေ့မှာ PNO PNA ပြည်သူ့စစ်အဖွဲ့ကရေဘူးကြီးရွာကိုလာရောက်တိုက်ခိုက်ခဲ့ရာမှာရေဘူးရွာသား10ဦးပါဝင်တယ်လို့ဖန်စီယာမိခဲ့တဲ့ PNA တပ်ဖွဲ့ဝင်များရဲ့ပြောကြားချက်အရသိရတယ်လို့ဆိုပါတယ်။ PNO PNA ဟာဖဲတောင်စစ်ဘေးရှောင်စခန်းကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကာရေဘူးရွာသားများအားမြောက်ဖက်ကိုစစ်ရှောင်ရန်ဖိအားပေးခဲ့ပြီးယခုအခါရေဘူးကြီးရွာသားများကိုပြည်သူ့စစ်အတွင်ထည့်သွင်းလေ့ကျင့်နေတယ်လို့သိရပါတယ်။ ယခုဖြစ်ပွားသောတိုက်ပွဲများဟာပြည်သူလူထုစံနာကိုမျက်ကွယ်ပြုကာစစ်တပ်မှမတရားအာဏာသိမ်းယူခဲ့တာကြောင့်လူထုမှဆန့်ကျင်တိုက်ခိုက်ခုခံကာကွယ်နေတဲ့စစ်ပွဲဖြစ်ပြီး PNO PNE ဟာစစ်ကောင်စီနဲ့အတူနေထိုင်ကာစေခိုင်းသမျှလှုပ်ဆောင်ပေးနေတာကြောင့်အခုလိုတိုက်ခိုက်နေရတာဖြစ်တယ်လို့ဆိုပါတယ်။အင်းလေးပြည်သူကာကွယ်တပ်ဖွဲ့အနေနဲ့ PNO PNE အသွင်ပြောင်းပြည်သူစစ်အဖွဲ့ကိုစတင်တိုက်ခိုက်ခဲ့ခြင်းမရှိခဲ့ဘူးလို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ ရေဘူးကျေးရွာသားများအနေနဲ့ပအိုးအသွင်ပြောင်းပြည်သူစစ် PNO PNA နဲ့လုံးဝပတ်သက်ခြင်းမပြုကြဖို့ကိုတတိပေးထားပြီးပြည်သူစစ်အတွင်ဝင်ရောက်တင်တန်းတက်ရောက်သူများကိုစုံစမ်းစစ်ဆေးပြီးပြင်းထန်စွာအရေးယူဆောင်ရွက်သွားမယ်လို့အတည်ပြုထားပါတယ်ခင်ဗျာယခုနောက်ဆုံးစစ်ရေးသတင်းအနေဖြင့်ပုံနာကျုံမြို့နယ်ကရေပြားရောဂါဖြစ်ပွားနေတဲ့သူတွေကိုအရကပြည်သူ့ကျန်းမာရေးဌာနကနယ်လက်ဆေးကုသပေးနေတဲ့သတင်းကိုတင်ပြပေးပါမယ် ရခိုင်ပြည်နယ်ပုံနာကျွန်းမြို့နယ်ကရေပြားရောဂါဖြစ်ပွားနေတဲ့ပြည်သူတွေကို ULAAA ကဥဆောင်ပြီးအာရခပြည်သူ့ကျန်းမာရေးဌာနကနယ်လက်ဆေးကုသမှုဆောင်ရွက်ပေးနေတယ်လို့ American Princess Media ကဖော်ပြထားပါတယ်။မတ်လ9ရက်နေ့မှာအာရခပြည်သူ့ကျန်းမာရေးဌာနကျန်းမာရေးဝန်ထမ်းတွေနဲ့ အာရကတက်တော်စေးတက်ဖွဲ့တို့ကပုံနှံကျွမြို့နယ်ကအရေးပြားယောဂါခန်းစားနေရတဲ့အမျိုးသား60ဦးအမျိုးသမီး104ဦးတို့ကိုနယ်လှည့်ဆေးကုသမှု ဆောင်ရွက်ပေးခဲ့တယ်လို့ဆိုပါတယ်။ထို့အပြင်ကျန်းမာရေးဆိုင်ရာအသိပညာပေးဟောပြောခြင်းနဲ့လက်ကမ်းစာဆောင်ဖြန့်ဝေခြင်းတို့ကိုလည်းပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဖေဖော်ဝါရီလအတွင်းကလည်းပုံနှံကျွမြို့နယ်အတွင်းအရေးပြားယောဂါခန်းစားနေရတဲ့ပြည်သူ209ဦးကိုလည်းအာရကပြည်သူ့ကျန်းမာရေးဌာနကကွင်းစင်းဆေးကုသမှုပြုလုပ်ပေးခဲ့ပါသေးတယ်ခင်ဗျာ။ အခုတင်ပြခဲ့တဲ့စီးရီးသတင်းတွေကို Radio NUG သတင်းတောက်မင်းတီဟန်နဲ့ Carshel တို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ။